လင်းနို့ဆိုတာကြောက်စရာကောင်းတဲ့တတဝါတွေပါ။ဒါပေမဲ့အခုမြင်နေရတဲ့ငှက်ပြောသီးစားနေတဲ့လင်းနို့တော့မပါပါဘူး။သူ့ကိုအမျိုးသမီးတစ်ယောက်ကကယ်ဆယ်ထားတာပါ။သူ့ကအိမ်ကြီးချင်းတစ်ယောက်ရဲ့ခေါင်းမိုးပေါ်မှာဝင်နေတာဖြစ်ပြီးတော့အဲ့ဒီအိမ်ကြီးချင်းကအလန်တကြားမောင်းထုတ်ခဲ့ပါတယ်။လင်းနို့ကနှိမ်ခင်းပိုင်းဖြစ်တာကြောင့်ကြောက်လန့်ပြီးတော့ထွန်မပြေးပဲနဲ့ညင်နေခဲ့ပါတယ်။ဒါကြောင့်ဒီအမျိုးသမီးကလင်းတို့ကိုကလေးတယောက်လိုအနီးနဲ့ထုတ်ပြီးတော့ငပြောသည်ကျွေးနေခဲ့တာပါ။လင်းတို့ကအေယာမအရွယ်စားဖြစ်ပြီးတော့ခွေးတစ်ကောင်လောက်နေပါကြီးထွားနေပါဗျ။ ဒါပေမဲ့သူကအနေရတော့မပေးပါဘူး။ဖက်ပြေးဖို့လည်းမကြိုးစားပါဘူး။ငါပြောသည်ကိုပဲအဝါစားနေခဲ့ပါတယ်။မြို့သမီးဟာလင်းတို့ကိုဒဏ်ရာရမရစစ်ဆေးပြီးရင်တောရိုင်းထဲမှာသွားလှုပ်ပေးဖို့ဆုံးဖြတ်ထားပါတယ်။လင်းတို့တကောင်ကို အခုလိုကင်တွေတာကအနေရတော့အယဉ်များပါတယ်။သူတို့စီမှာယောဂဘိုးတွေအများကြီးတည်ဆောင်ထားနိုင်လို့ပါ။မျိုးသမီးရဲ့ပြောပြချက်အရသူမဟာတုံရိုင်းကျလေးဆန်ဆောက်ရှောက်ရေးသမားဖြစ်တာကြောင့်အခုလိုကျွမ်းကျဉ်ကျဉ်ဖမ်းထားနိုင်တာလို့သိရပါဗျ။ ဒါပေမဲ့တာမန်လူတယောက်ကတော့ဘလို့အကြောင်းပြချက်နဲ့မှလင်းတို့ကိုအခုလိုမျိုးကိုင်းမထားသင့်ပါဘူးနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။အခုမြင်နေရတဲ့ငှက်ကလူလိန်ငှက်ပါ။သူကအင်မတန်ညံများပြီးတော့တခြားအကောင်တွေရှာထားတဲ့အစာကိုခိုးစားတတ်သူပါ။သူဟာရိုးသားတဲ့အာဖရိကမွေးပါတွေကိုဂျင်းထည့်ဖို့စူးစမ်းနေပါတယ်။မွေးပါကောင်တွေဟာမြေကြီးအောက်ကအင်းဆက်ပိုးမွားတွေကိုပင်မယွမ်းမှတူးပေါ်စားတောက်ကြသူတွေဖြစ်ပါတယ်။လူလိန်ငှက်ကဒီမြင်ဝင်းကိုအဝေးကနေကြည့်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ကောင်းရွေပေါ်မှာအိယာမလင်းယုံငှက်ကြီးတစ်ကောင်ထိုးဆင်းလာပါတယ်။လူလိန်ငှက်ကမွေးပါကောင်တွေကိုအတန်ပေးပြီးလင်းယုံလာနေကြောင်းအချက်ပြလိုက်ပါတယ်။မွေးပါကောင်တွေကတွင်းထဲကိုပြေးဝင်ပြီးတော့လင်းယုံငှက်ရဲ့လက်ကနေလွတ်မြောက်သွားပါတယ်။ဒီလိုနဲ့မွေးပါကောင်တွေဟာလူလိန်ငှက်ကိုအသက်သခင်ယေရှုရှင်ဆိုပြီးတော့ယုံကြည်လာကြပါတယ်။လူလိန်ငှက်ကလည်းလင်းယုံရောက်လာတိုင်းအတန်ပေးပြီးတော့အချက်ပြပါတယ်။ဒါပေမဲ့များသောအားဖြင့်လင်းယုံငှက်ကအမှန်တကယ်ရောက်လာတာမဟုတ်ပါဘူး။မွေးပါကောင်တွေမြေကြီးတွေကတူးထားတဲ့အစာကိုကြားကနေခိုးယူခြင်းလို့လိမ်ပြီးတော့အချက်ပေးတာပါ မွေးပါကောင်တွေကလင်းယုံငှက်လာပြီးထင်ပြီးတော့တွင်းထဲကိုပြေးဝင်သွားတဲ့အခါသူတို့ချထားခဲ့တဲ့အစာတွေကိုလူလိန်ငှက်ကအသာလေးဝင်ယူပြီးတော့ခိုးစားပစ်ပါတယ်။ရိုးသားတဲ့မွေးပါတွေလည်းသူတို့ရဲ့ကျေးဇူးရှင်ငှက်ကသူတို့ကိုကြီးမြတ်ထင်နေတယ်ဆိုတာလုံးဝသတိမထားမိရှာပါဘူး။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။အခုမြင်နေရတဲ့တိုးကတော့ကဘာပေါ်မှာအတန်မာဆုံးတိုးတစ်ကောင်ဖြစ်ပါတယ်။ဒီတိုးကိုပန်းရှင်ဖြစ်သူကအမွေးမရိပ်ပဲဒီအတိုင်းထားထားပါဗါး။ဒါကြောင့်တိုးမွေးတွေကအစမတန်ရှိလာပြီးတော့အမွေးထုံးကြီးတွေဖြစ်ကုန်ပါတယ်။ ။သိုးမွေးတွေရဲ့အလေးချိန်ကပေါင်80လောက်ထိရှိနေပါတယ်။ဒါကြောင့်ဒီသိုးဟာနေနေညာညာပေါင်80ကိုကိုယ်ပေါ်မှာထမ်းထားခဲ့ရတာပါ။ဒါကြောင့်သူကလမ်းကိုတော့မနှဲရှောင်နေရပါတယ်။ပိုင်ရှင်ဖြစ်သူကသူ့ကိုအမွှေးရှင်းပေးဖို့ကျွမ်းကျင်တဲ့သူတွေစီကိုခေါ်လာပါတယ်။ဒီသိုးကိုအမွှေးရိပ်ပေးရတာတကယ်မလွယ်ကူပါဘူး။လူတစ်ယောက်ကိုစပင်ညှက်ရတာထက်တောင်မှပိုပြီးတော့ခက်နေပါတယ်။သိုးမွေးတွေအလုံးညှက်ထုတ်ပြီးတော့သိုးဟာပုံမှန်အရွယ်အစားပြန်ဖြစ်သွားပါတယ်။သူဟာလမ်းကိုတောင်ကျင်သားရအောင်လို့မင်းပြန်ရှောင်နေရပါတယ်။ တိုးမွေးတွေကိုအင်ဂျီအထူးကြီးလိုလုပ်ပြီးတော့ဝတ်ထားခဲ့ရတာကြောင့်တာမန်တိုးတွေလိုကိုတုံးလုံးမနေနိုင်ရှာပါဘူး။ဒါကြောင့်သူ့ကိုအပေါ်ကနေအင်ဂျီပပလေးတစ်ခုဝတ်ပေးထားရပါတယ်။လူတစ်ယောက်အတွက်ပေါင်80လောက်ဝေးကြဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခင်ရင်ပါတယ်။ဒါပေမဲ့ဒီတိုးအတွက်ကတော့တိုးမွေးညှက်လိုက်ရုံနဲ့အရင်လိုစလင်းပေါ်ပြီးပြန်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။